ဒီလောက်ရဲ့အကြောင်းစံချိုထက်တော်မှာပုံပြီးကျင်းစုကန်းတဲ့သူတို့ကာနာချိုကိုဝေဖန်နေကြတဲ့ပြည်သက်များပြည်သက်များလုံးမဲ့မိန်လာများမန်ချက်စတာဖော်ဆွန်ကနေပြန်လည်ကြိုလိုက်ပါရင် ဘောရာတို့တော့ယခုနေရာဒီမှာအတင်းမှာဘာတွေဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ဘယ်လိုနေမလဲပြောတတ်ပါဘူး။ Twitter ပေါ်မှာတော့မဲခစားမခါနာချိုကိုမင်းကစန်ချိုထက်တော်မှပုံပြီးတော့ဂျေးဆုကန်တဲ့ကောင်ဆိုပြီးပြည်သက်တွေကအပြင်းပြင်းဝိုင်းနှွာနေတာကိုတွေ့ရပါတယ်။မန်ယုံတင်းကနေယခုလာမဲ့နေရာဒီမှာထွက်ခွာဝယ်ရှိနေတဲ့ဂါနာချိုနဲ့မန်ပြည်သက်တွေဂျားကဆက်ဆံရေးအခြေအနေကတော့တနေ့တခြားပုံမဆွေးရလာနေတာအခုဆိုရင်အစိုးဆုံးအခြေအနေကိုရောက်နေပြီလို့တော့ပြောရပါမယ်။အာရှခီးစင်ကနေပြန်လာခဲ့ပြီးတဲ့နောက် Instagram ကနေဂါနာချိုတင်ထားခဲ့တဲ့ post နဲ့ပတ်သက်လို့မန်ယူပရိသတ်တွေက ကနာချိုကိုအတော်လေးဒေါသပေါက်ွဲနေကြတာပါဂျွန်လာရဲ့အဆက်ဟာကစားမအပြောင်းရွှေ့ဈေးကွက်ဖွင့်လင်းချိန်လဲဖြစ်ပြီးမကြာခင်ရပိုင်းမှာအတင်းကနေထွက်သွားတာမြင်ချင်းနေဆိုတဲ့အထိမယူပရိသတ်တွေကကနာချိုကိုဝိုင်းဝန်းပြောဆိုနေကြတာလည်းဖြစ်ပါတယ်ရက်ဂလီတို့ကလည်းကနာချိုအတွက်အပြောင်းရွှေ့ခြေကိုပေါင်တန်း60တတ်မှတ်ထားပြီးထိုက်တဲ့ကံလမ်းမှုတွေရှိလာခဲ့မယ်ဆိုရင်ရောင်းထုတ်သွားဖို့အတွက်ဆုံးဖြတ်ထားပြီးသားပါ 2024နဲ့25ရဲ့ဝမ်းနေဝယ်နာကြီးဝယ်ကောင်းတဲ့ဘောလုံးရာသီတစ်ခုကိုဖျက်ကျော်ခဲ့ရပြီးတဲ့နောက်မှာမန်ယုံအသင်းဟာအသင်းကိုတည်တာထင်ရှားတဲ့အပြောင်းလဲတွေပြုလုပ်ဖို့အတွက်လိုအပ်လာခဲ့ပါတယ်။မန်ယုံအသင်းရဲ့လက်ရှိအခြေအနေကအသင်းကိုသွေးသစ်ပြန်လောင်းဖို့လိုအပ်နေတဲ့အခြေအနေမျိုးဖြစ်နေရတာပါ။ယူပါလီဖလားကိုလက်လွတ်လိုက်ရတဲ့အတွက်စေးပြန်စရာကောင်းတဲ့ဘောလုံးရာသီတစ်ခုကိုဖျက်တမ်းခဲ့ရပေမဲ့လည်းဒီပါအောင်ကဖိုင်နယ်ပွဲအပြီးမှာနီးပြအပေါ်ဝေဖန်ပြောဆိုခဲ့တဲ့ကာနာချွေးစိတ်တက်ကပို့ပြီးတော့စေးပြန်စရာကောင်းလွန်ခဲ့ပါတယ်။ဒီလိုစိတ်တက်ညံဖြစ်လို့တဲ့ကစားသမားတွေအသင်းမှာစုပုံနေတာကြောင့်အသင်းကဟိုမြောက်တီမြောက်နဲ့ရေလဲကောင်းမှာကဲတူမဲ့နေရတာပါ။ ဒါကြောင့်လည်းအင်မိုရင်ကကာနာချိုကိုဒီနေမှာရတဲ့အနည်းနဲ့ရောင်းထုတ်သွားဖို့ရက်ဂလီတိုကိုတိုက်တွန်းထားသလိုတစ်ဖက်မှာလည်းမင်းအသင်းအသင်းရှာဖို့ဆူတောင်းထားဆိုပြီးတော့ အင်မိုရင်ကဂါနာချိုကိုမန်ကစားမတွေအများကြီးရှေ့မှာပေါက်ကွဲပြောဆိုခဲ့ပါရင်ဂါနာချိုကလည်းဒီကိစ္စအပေါ်အခုထိမကျေနပ်နိုင်သေးဘူးထင်ပါရင်မဲအိုတင်းကရာသီသိမ်းပြီးတဲ့နောက်မှာရနိုင်တဲ့ဘက်ကနေဝင်ဝင်ရှာဖို့လိုအပ်နေတာကြောင့်ပေါင်၈တန်းရမယ့်အာရှခီးစင်ကိုတွားရောက်ပြီးခြေဆန်းဝဲနဲ့ပွဲကစားပေးခဲ့ပါရင်အဆိုပါခီးစင်ကအပြင်မှာတော့ဂါနာချိုကသူ့ရဲ့ Instagram အကောင့်ကနေတဆင့်နောက်ဆုံးဆိုတဲ့စကားလုံးကိုရေးသားပြီးဇာတ်လမ်းရှာခဲ့ပါရင်ဂါနာချိုကဒါမျိုးလုပ်နေတာတစ်ချိန်တည်းလည်းမဟုတ်တော့ပါဘူးဗီလာနဲ့ပွဲမတိုင်ခင်တုန်းကလည်းနောက်ဆုံးဆိုပြီးတော့ post တင်ထားခဲ့ပူပါရင်အဲဒီတုန်းကတော့အင်မိုရင်ကပြည့်ပြည့်အသားသားပဲနောက်ဆုံးဆိုတဲ့ဂါနာချိုကိုလူစင်းထဲမှာ တော့မထည့်ခဲ့ပါဘူးဒီပေါ်မှာလည်းမန်ပရိသတ်တွေကအင်မော်ရဲလိုရက်ကကောင်းတယ်မှန်တယ်ဆိုပြီးတော့ထောက်ခံပြောဆိုခဲ့ကြပါတယ်အခုတမန်ကာနာချူကအာရှခေးစင်ကနေအပြန်မှာအနောက်ဆုံးဆိုပြီးတော့ထပ်လုလာခဲ့ပြန်ပြီဖြစ်ပါတယ်ဒီအချိန်မှာကန်ဆာပွဲလည်းမရှိသေးတာကြောင့်အင်မော်ရဲကိုစားမန်ပရိသတ်တွေကကာနာချူကိုအပြီးပြင်ဝိုင်းတော်ပေးနေကြပါတယ် Twitter ပေါ်မှာဒီကြောင်းနဲ့ပတ်သက်လို့အတော်လေးကိုပွဲဖြစ်နေခဲ့ကြတာပါပရိသတ်တို့ကလူတိုင်းဟာကိုကြိုက်တာကိုပြောခွင့်ရှိတယ်ဆိုပေမဲ့ဒီကလေးပြောတဲ့စကားတွေကဗဇက်စည်းကမ်းမရှိပါဘူး သူ့လိုပဲခန်းစားရတဲ့တခြားကစားသမားတွေလည်းရှိနိုင်ပေမဲ့သူက post တောင်တင်ခဲ့ပါတယ်ဒါကြီးကကလပ်ကိုတောင်းခင်မဆိုင်ဘူးဆိုတာပေါ်လင်းနေပါတယ်လို့ဝေဖန်ခဲ့ပြီးနောက်တစ်ယောက်ကဒီကောင်အတန်ကြီးလာတဲ့အခါမှာအခုသူလုံးခဲ့တာတွေအားလုံးကိုနောက်နာရနေလိမ့်မယ်အဲဒါမှမင်းဒူးနဲ့မြက်ရဲ့တုံးမလီနဲ့ငါကောင်လို့ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်တခြားပြိသက်တူကလည်းကျေးဇူးပြုပြီးဒီကောင်လေးကိုဒိုးခိုင်းလိုက်ပါတော့လားကွာသူစွမ်းဆောင်ရင်းနဲ့သူလုံးပေးခဲ့တဲ့မြက်တွေကသူ့ရဲ့စိတ်နေသဘောထားသူ့ရဲ့မိုင်းမဲမှုတွေနဲ့ဘာမှကိုမဆိုင်ဘူး လူကဘာမှမဟုတ်သေးဘူးမန်တက်နေတာမိုးပေါ်ရောက်နေပြီလို့ပြစ်တင်ခဲ့ပြီးနောက်ထပ်ပြည်သက်တူကလည်းဒီနေ့မှသူသွားကိုသွားရမယ်လို့ပြောထားပါရင်ပြည်သက်များအနေနဲ့ကရောတစ်ချိန်လုံးနောက်ဆုံးဆိုရင် post တင်နေတဲ့ကာနာချွဲလို့ရဲ့ပေါ်ဘာများပြောချင်ပါလဲမီတို့ရဲ့စိတ်ခံစားချက်တွေကိုလည်း comment ကနေမျှဝေပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါများ view တွေကတော့ပါပဲနောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Voice Zone Channel လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ